ပြောချင်ပေမဲ့ပြောအောင်မယ်ဆာလုံးမှာ MRT ရထားပေါ်မှာမြန်မာချင်းတော့မြန်မာကောင်မြန်မာယောက်ျားကမြန်မာကောင်မလေးကိုမြန်မာမိန်းမကိုနော်နှိုက်နေတာဟေးနှိုက်နေတာနောက်ကနှိုက်နေတာမဟုတ်ဘူး तू ကစကတ်ဝတ်ထားတာ तू အထက်ဘာကုန်းလဲမဟုတ်ဘူးနော်မြန်မာယောက်ျားမြန်မာမိန်းကလေး तू ဝတ်ချင်းဘေးချင်းကတ်သွားတဲ့သူတွေလည်းကြားတယ်ဒါပေမဲ့တင်လာအင်ဖိုမှာတင်လိုက်တယ်ဆိုလားမသိဘူး Facebook မှာတော့ဘလူးလေးကိုပြန်ထနေရဲ့ကိစ္စမန်ဒီမှာရေးတာတော့မြန်မာအတွဲဆိုပြီးတော့ရေးတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်ဗျ မင်္ဂလာပါခင်ဗျာအခုတလောဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနေတဲ့စင်ကာပူက MRT ရထားပေါ်မှာမြန်မာမျိုးသားတအူးငပီယိုးနိုင်ခဲ့တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ recent လောက်ဝေတော်မှာဖြစ်ပါတယ်ဆိုတော့ view လေးကိုစလိုက်အောင်ပါပြောချင်ပေမဲ့ပြောမယ်ဆာလုံးမှာ MRT ရထားပေါ်မှာမြန်မာချင်းတော့မြန်မာကောင်မြန်မာယောက်ျားကမြန်မာကောင်မလေးကိုမြန်မာမိန်းမကိုနော်နှိုက်နေတာဟေးနှိုက်နေတာနောက်ကနှိုက်နေတာမဟုတ်ဘူး तू ကစကတ်ဝတ်ထားတာ तू အထက် ပါကုန်းလည်းမဟုတ်ဘူးเนาะမြန်မာယောက်ျားမြန်မာမိန်းကလေးသူ့ဟိုချင်းဘေးချင်းကတ်သွားတဲ့သူတွေလည်းကြားတယ်ဒါပေမဲ့တင်လာအင်ဘူမတင်လိုက်တယ်ဆိုလားမသိဘူး Facebook မှာတော့ဘလူးလေးကိုပြန်ထနေရဲ့ကိစ္စเนาะအဲ့ဒါကိုကမလီရစကတ်ကဒူးထက်ဝတ်ထားတယ်မျက်မှန်နဲ့သူကအဲ့အခက်ကျောဝိတ်ကိုဖက်ကြည့်ကြည့်လွယ်ပြီးသူရင်ပတ်ရှိကိုကျောဝိတ်ချထားတော့ကောင်းကွက်တို့ဂျထားပေါက်ထွက်ခံနေဆိုလို့ရှိရင်မင်းသားလေးအဲ့လိုနိုင်ရန်လောက်လူနေရမှာပေါ့ရက်နေတာမထိုင်မဲနဲ့ကောင်းကနောက်ကပေါ့စောအားရှိရနေပြီးတော့မတည့်ရက်နဲ့အဲ့ဒါကိုခါးပေးရနေပြီးတော့ စကတ်ဟိုးထဲထဲကိုလက်နှိုက်နေတာဟေးအရှိကိုနှိုက်တာအနောက်ကိုနှိုက်တာမဟုတ်ဘူးအဲ့ဒါကိုဆိုရဲရှိကနေအသာလုံးပြေမမဝေရုပ်နဲ့အမဖီးတက်နေတာနောက်ကကောင်လေးဟီလာရေထားပြီးမဲ့မျက်နှာကြီးရဖြီးထားတဲကိုကနေပါရင်မဆောင်နိုင်ဘူးလားနင်တို့ဆောက်ချက်တွေကိုဗျမ်းမြန်ကွဲဆိုတာနော်စားရဲမှစာလုံးဟေးဆိုရင်မိန်းကလေးတွေကဖြစ်ပါတယ်ဆိုနော်ဒီအသာမပြေမမဝေမကိုလည်းတကယ်ကျေးဇူးတင်တယ်ဒီလိုယထားပေါ်မှာအကောင့်တကောင့်အနှိုက်ခံတာငါတို့ကလေးနှင်းရောက်အမေတွေတောင်မှနော်အဲ့လိုအနှိုက်ခံမှုမပြောနဲ့ အော်ပါတယ်ဟဲ့ဒီကိစ္စလူတိုင်းဟိုအရွယ်ရောက်ပြီးတဲ့လူတိုင်းလောက်တာသိတယ်လေနော်နင်တို့အဲ့လောက်ကြီးကြတော့ပေးဗျာဆန္ဒကိုသိခါနဲ့ထင်းကြပါလို့နော်ပလူပြန်ထနေပြီနော်အဲ့ကိစ္စအားလေးလာအောင်မတကြောသေးလားတော်စိပြဖို့ကောင်းတဲ့တချို့ရေလေနော်ယောက်ျားကမနေနိုင်ဘူးတို့ရဲ့လောရဲ့ကြောင့်မြန်မာတွေမြန်မာတွေဆိုပြီးတော့နိုင်ငံပါသိခါကြတယ်ဗျာဆိုရင်လည်းကိုကဟိုကပြဖို့အရင်ကလည်းချို့ဆိုချုံမုတ်တွေထဲမှာ အဲ့ဒီနှိုက်တဲ့ပြဿနာလေးစာလုံးမှာတော့ပတ်စံတွေပါတယ်မကုန်းနိုင်ဘူးလားသွားကြပါလားလို့နှိုက်တာနှိုက်တဲ့ပုံမျိုးခဏခဏအခုကယထားပုံမှာတော့ယထားပုံမှာနောက်ကနေပြီးတော့မတည့်ရပြီးတော့အရှိကနေဦးစွားမတည့်ရနောက်ကလည်းယထားကြီးပုံမှာပပလက်နေရာကြီးမှာဗျာနှိုက်ချတာဟေးပေါ်တင်မဲ့ပြောတော့တာယောက်ျားလေးတော့တကယ် တကယ်ကလေးကြီးနေနဲ့တကယ်ဟိုအောင်ဖြစ်ပါလွန်လွန်အားကြီးလို့เนาะတကယ်ရှက်ဖို့ကောင်းတာเนาะကိုရီလည်းတကြီးရွယ်ကိုဖြစ်နေအဲ့လောက်ကြီးထီရကြတော့ဟေးတော်တော်လွန်လွန်နောနဲ့မြန်မာမတွေဖြစ်ပြီးမြန်မာနဲ့မြန်မာချင်းတော့ဘာကုန်းငယ်မဟုတ်သေးဘူးမြန်မာမြန်မာချင်းအမလေးဘေးကနေဖြတ်သွားလို့အဲ့ဒီနေရာစကားပြောတဲ့အကြားတဲ့ဆိုရဲတင်ထားတဲ့သူကအစာရှိတယ်စိတ်ဆင်းရဲဖို့တောင်ကောင်းတယ်နေပါထိန်ကြပါကွယ်စင်ကာပူနိုင်ငံမှာပတ်စံမတုံးနိုင်ဘူးလားဟိုတယ်ကလေးနှစ်ယောက်ကိုဆက်တူရှယ်ယာလေးနဲ့သွားကြပါဟဲ့ နော်အန်ဩပါတယ်တကောင်နဲ့ကုန်ခံနိုင်လဲနှကောင်မျှပြီးတော့နှကောင်လုံးမူစုကျူးကျင်နေတဲ့ဟာလေးနှစ်ယောက်လုံးဖိရတက်ဟိုရှိရတယောက်ကလည်းအာသာမပြေမှာမဟုတ်ဘူးတကယ်ဆိုယောက်ျားလေးလှုပ်တယ်ဆိုလဲပါ့ကိုပဲပညာပြန်ဆွဲရိုက်ခဲ့ရမှာတကယ်မိမဆိုလို့ရှိရင်တိလာတကယ်ရှိတဲ့ကောင်ဆိုအဲ့လိုနှိုက်ဖို့နေနေတတ်တာလူချားတဲ့ဟိုအန်ဩပါစထားပေါ်မှာနှိုက်နေတဲ့ဇုံတဲ့ဒရင်အကြောင်းကိုကျွန်တော်ပြောပြပေးမယ်။ဒါကျွန်တော်လဲတုံတောင်ဆိုတော့ကျွန်တော်ကမ္ဘာသတင်းတွေပဲနိုင်ငံရေးသတင်းတွေပေါ့ကမ္ဘာနိုင်ငံရေးသတင်းတွေပဲကျွန်တော်ပြောတာ ဒါပေမဲ့ဒီဟာတော်တော်ကိုဆိုးရွားတဲ့အရာမျိုးလို့ကျွန်တော်လည်းပြောတာဗျ။ဒါတချို့ကတော့ပြောတာမြန်မာအတွဲလို့ပြောကြတယ်။ဟုတ်ရှင်လည်းဟုတ်မှာပေါ့ကျွန်တော်လည်းအတိအကျတော့မသိဘူး။ဒါပေမဲ့မန်ဒီမှာရေးတာတော့မြန်မာအတွဲဆိုပြီးတော့ရေးတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်ဗျ။အင်ဒိုနီးရှား အမျိုးသမီးတယောက်ကတင်ထားသိချင်ရင်တော့လိုင်းအောင်မှာရိုက်ပြီးရှာကြည့်လိုက် Happy Sunday Singapore ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်ပေါ့အဲ့ဒါဆိုတော့အတွေ့လိမ့်မယ်အမျိုးသမီးကတော့မျက်မှန်နဲ့ပြတကယ်သူပါဟုတ်ပါတယ်မြန်မာဖြစ်လောက်တယ်မြန်မာဖြစ်ဖို့များတယ်အဲမျိုးသားကတော့အင်းကြီးကျွန်တော်တို့မြန်မာနိုင်ငံမှာဝိနေကြပုံစံမျိုးအင်းကြီးအချားပေါ့ဗျာဟောအင်းကြီးအအချားကွက်နဲ့နောက်ကနေပြီးတော့မှအမျိုးသမီးကိုဖတ်ထားတယ်ယထားပေါ်မှာထိုင်ကုန်မှာမဟုတ်ဘူးဗျာ အဲလူစင်းတဲ့အပေါက်ကနားလေးကတိုက်မှာကျွန်တော်တို့မြန်မာနိုင်ငံယထာပုံစံမျိုးပါပဲ။ဟောလူစင်းတဲ့ယထာတိုက်မှာမတက်ရဟိုးမှာတော့အဲတိုးအတွက်ဒရက်ရှိတယ်တိုးရအတွက်ဒရက်ရှိတယ်။အာဒီဘက်ကတိုးရတွေ့ဒရက်ရအမျိုးသမီးကတော့အမတ်တမတ်တော့ကြိလိုက်သေးတယ်ဗျာ။ဒါသူတို့လည်းဟောသူတို့တော့ရှက်သွားတယ်တင်တယ်။တိုးရတောင်ရှက်ရတဲ့အတိဖြစ်ရသူတို့လုံပုံလုံနေရလေ။တော်တော်ကိုဆိုးရဆိုးနေပြီ။ရိုက်ချကြည့်လိုက် Happy Sunday Singapore ကိုလိုက်ချရိုက်ချကြည့်လိုက်။အဲ့ကောင်မလေးကမျက်မှန်နဲ့အရှိကနေပြီးတော့မှလွယ်အိတ်ကိုသူက အဲကြောဘွေးကောနော်ကြောဘွေးကောအရှိမလေနာကြောဘွေးကတေးတော့ဗျာဟောတိတာတာအောက်ကစကတ်အတူနဲ့အနောက်ကအမျိုးသားတော့အသက်တော့ကြီးလောက်ပြီဗျာတချို့မန့်နေမှာရေးတာတော့ကျွန်တော်တွေ့တယ်အာကျမတို့ရွာကတွေပါရေးတာတွေ့တယ်ဗျာဒီလူက အဲညီမနိုင်ငံမှာလည်းဟောတာကြီးမရကြီးရှိတယ်လို့ပြောတယ်အဲရေးတာအတွေ့ဒါကျွန်တော်လည်းအတိအကျမသိဘူးเนาะအတိအကျတော့မသိဒါပေမဲ့မြန်မာဖြစ်ဖို့တော့များတယ်မြန်မာဆိုရင်တော့တော်တော်တိတ်ခါကြတယ်ဗျဟောအနောက်ကနေပြီးတော့မှအမျိုးသမီးကိုနှိုက်တာအနောက်ကိုနှိုက်တာပုံတော့အရှိလက်ကိုအရှိကြော်ပြီးတော့မှကျွန်တော်တရုတ်ဆောင်တရုတ်မဆောင်တဘူးတွားကြည့်လိုက်ပါဟော Happy Sunday Singapore ဆိုပြီးမှရိုက်ပြီးတော့ရှာကြည့်လိုက်အရှိကိုကြော်ပြီးတော့နှိုက်တာဗျတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်ကျွန်တော်ကျွန်တော်မြင်တာကတော့ဒီအတွေ့အကြုံတော်တော်ကိုဟွာဖြစ်နေတယ်ထင်သလားအာ တဲကိုကန်းနေပါလေလဲရှာပြီးသွားဖို့အချိန်မရတော့ဘူးထင်ပါတယ်အလုတ်သွားနေရင်းနဲ့လားအလုတ်ပြန်နေနေလားမပြောတတ်ဘူးအရှိကမိန်းကလေးကလည်းပထမညင်ရနောက်ပိုင်းတော့တဟီတဟားနဲ့ကြီးတော်တော်ကိုအဲအရှက်မရှိလို့ပြောရမှာပေါ့ဗျာကျွန်တော်တော်တော်ကျွန်တော်မြန်မာတွေဆိုလို့ရှိရင်တော့ကျွန်တော်အော်ပြောချင်တယ်တော်တော်ကိုတိတ်ခါကြပါတယ်လို့တင်ကားနာယူဖို့တဲ့ကျွန်တော်ပြောပေးတာပါအော်အဲ့ဒါကြည့်မယ်ဆိုရင်တော့သွားပြီး Happy Sunday Singapore ဆိုပြီးရိုက်ချကြည့်လိုက် အင်ဒိုမျိုးသမီးတင်ထားတဲ့အရာဖြစ်တယ်ကျွန်တော်ဝင်ကြည့်တဲ့အချိန်မှာသူမန်တော်ပိတ်ထားသူတော့တင်တဲ့လူတော်ရှက်လို့လားမသိမန်တော်ပိတ်ထားအခုတော့ပြန်ဝင်မဝင်တော့မသိဘူးတောင်းဝင်ကြည့်လိုက်ပါလို့ကျွန်တော်အဲ့ဒါလေးလာပြောပြပေးတာပါကျွန်တော်ကတော့ကိုလေးအချုံနဲ့မတယ်နော်အဲ့ဒီယထားပေါ်မှာအဲ့ဒီလူထပ်ပေါက်ချာနေတဲ့ဟာကိုကျွန်တော်တော့ကိုလာပြီးတော့ပြောခိုင်းကြတာတော့အဲ့ဒါမအံ့ဩဘူးရှင်လို့ရေအိုက်ထက်ဆုံးတဲ့ဟာတွေကိုကြုံဘူးလဲကြုံဘူးလဲတွေ့ဘူးလဲတွေ့ဘူးလဲနော်မြင်ဘူးလဲမြင်ဘူးလဲဆိုတဲ့ခါကြောင့်အဲ့ဒီဟာကိုပါရှင်တို့တစ်ခါလဲပေါင်းပြီးတော့ပြောပြသွားပေးမယ်လာစိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့ အဲ့ဒါဗာလဲဆိုတဲ့ခါကျစုတ်တော့တင်းငွေနေနေဆိုများသွားချင်းစပိန်စီးကြရပေါ့ဤစပိန်စီးတဲ့ခါကျစုတ်လို့စီးတဲ့နေရာတွေကိုပြောပြမယ်နော်ကလန်အမာဒီယာနေထွက်ပြီးတော့စတေဒီယံတပတ်ပတ်စီးရညနေခင်းနေဆိုလို့ရှိရင်ပွန်ဂေါ်ဘက်မှာစီးတာအဲပြီးခါကျတော့မရီနာဘေးဘက်ကနေပြီးတော့အဲ့ဒီ east coast ဘက်ကိုစီးတာပေါ့ဤစီးပြီးခါကျပွန်ဂေါ်ဆိုလို့ရှိရင် waterway point ကနေပြီးတော့အဲ့ဒီအော်ကိုနီအိုင်လန်တို့မှာအဲ့အိုင်လန်တွေကနေဖြတ်ပုံမော်ဘီချ်ဘက်ကနေပြီးတော့ဝါတာဝေးပွိုင်းကိုပြန်သွားအဲ့လိုမျိုးတွေစီးကြတာအဲ့ဒီဘက်မှာဆိုလို့ရှိရင်မြန်မာတွေအော်ဟစ်တောင်ကျန်းပြီးတဲ့ခါကျတော့အဲ့ဒီ လူထပောက်ရှားပောက်စီစာတို့အဲ့ဟာမျိုးတွေလည်းခဏတိုင်းမှတွေ့ဘူးကြုံဘူးလေเนาะပြီးရခါကျတော့အဲ့ဒီအစိုးဆုံးမြင်ဘူးလားလေကလန်းအမှာဒီကနေထွက်တော့အဲ့နားမှာညောင်မင်းရှိတယ်ရှင်တို့ရဲ့ညောင်မင်းလာပါပြီညောင်သူအဲ့လိုအမြင့်တဖွားဖွားနဲ့เนาะညောင်မင်းလည်းဟုတ်ချက်မှဟုတ်မယ်အဲ့အမြင့်တဖွားဖွားနဲ့အပင်ရကြီးပဲအဲ့ပင်နားလေးမှာခြုံထူလေအဲ့နားမှာတန်ထိုးပြီးတော့အဲ့ဒီကူကူစီးကြလာနော်ဘာလို့ဒီကူကူစီးကြလဲလို့ပြောလို့ရှိလို့ရှင်တန်နဲ့ကနေရောက်ကြပြောင်းနဲ့မိမတယောက်နဲ့ထွက်လာပါလေဆိုရှင်တို့စဉ်းစားကြည့်လိုက်လေ အတွေ့အမှမဟာသမယတော့ရုတ်ပြီးတော့မှထွက်လာဖြစ်နိုင်မလားလို့เนาะချိုးနေဆိုလို့ရှိရင်ကလော်ကားနေနေနော်ကိုရင်းပြင်းတဲ့မှာခင်းပြီးတော့ခွာပြီးတော့အိတ်နေကြတာမျိုးတွေအနော်ကိုက်ခံနေကြတာလူထပ်ပေါက်စာခံနေကြတာမျိုးတွေအဲ့လိုမျိုးတွေကိုကြုံမှုတယ်ရှင်တို့ဟုတ်လားမဟုတ်လားရှင်တို့ကိုယ်တိုင်အဲ့ညာတွေကိုသွားကြည့်တွေ့လိုက်မယ်နော်ပြီးကြတဲ့ခါကျတချို့တွေဆိုလို့ရှိရင်အဲ့ဒီတောင်ပေါ်မျိုးလေးတစ်မျိုးမှာပေါ့ကြီးအဲ့ဒီတောင်ပေါ်မှာပဲအဲ့လိုမျိုးတောက်စာမျိုးမျိုးလူပြောပါဟစ်ကျွေးကြပြီးတဲ့ခါကျအဲ့လိုမျိုးအနော်ကိုက်တွေပါတယ် နော်လူထပ်ပေါက်ရှာတွေပေါက်စီစာတို့တွေခံပြီးခါကြတော့အာမရကြတော့အာမရကြတဲ့ခါကျတော့အနီးသားမှာရှိတဲ့ဒီဖိုးကြီးဖွားကြီးတွေတက်တက်အိမ်နာတွေလေအဲ့ဒီထဲတွေသွားကြတယ်ရှင်တို့ရေနော်ပြီးကြတော့အဲ့ကလော့ကားနဲ့ခေါကန်နဲ့ကောင်မတွေလည်းရှိတယ်ကောသူတို့မလို့အေးဒီဂျိုင်းလက်ပတ်စော်တောင်ဒလောက်နန်တာဒီပေါင်နဲ့ချောင်းဖျဲလိုက်လို့အဲ့ပေါင်ကလာမဲအနံ့ဆိုစင်းတောင်စင်းသားရဲ့ကြုတ်မြင်ဘလိုတွေတောင်မှအဲ့အနံ့တွေကိုကြိုက်ကြတာလည်းမသိဘူးနော် တို့အဲမဟုတ်ဘူးရောတော့နဲ့ပေါန်းနာတော့နဲ့လို့မပြောနဲ့ရှင်တို့ကလာအဲ့ကလော့ကားလေးလေးပေါန်းနာတော့နဲ့ဆိုလို့ရှိရင်လေအဲ့တို့ရဲ့ပေါန်းနာလာလာတတ်တတ်တနဲ့အဲ့ဂျိုင်းလက်ပတ်ဆောင်ကဂျိုင်းလက်ပတ်ဆောင်တတ်တတ်တနဲ့ဘလုံးမကူမစဉ်းစားလို့ကုန်မရအဲ့အမျိုးသမီးတွေလည်းလင်ရွေးတယ်ဆိုတာလေလိုမျိုးတာပြီးတော့ကို့အထင်ကြီးလို့ရတဲ့ယောက်ျားမျိုးကိုမှရွေးရတာလေရှင်တို့ကဒီကို့ထက်လည်းတာတာနေတာမဟုတ်အဲ့ဒီအားလေးတို့ဘာကုန်းနေတို့ဆိုတာ စင်ကာပူမှာအနေဆုံးလောက်တွေလောက်ရတာကွတဆို့တွေဆိုလို့ရှိရင်ရုပ်ရည်လေးလှတာပတာလေးနဲ့ရှင်တို့ရှာပါပါတဲ့လင်တွေကိုကောင်းတဲ့လင်ကိုယူကြပါပဲနိုင်ငံကလင်ကိုပဲယူယူကြောက်ကအားပေးပါတယ်သိလားဟိုသူများနိုင်ငံလိုက်သွားလို့တောင်းမှာဟိုကိုမြန်မာနိုင်ငံထက်မတော်တက်တဲ့နိုင်ငံအောင်ရှင်တို့လင်ယူပြီးပါလောက်တာလိုက်သွားကြမှာဟိုရောက်မှာမရလေးရောက်တော့မရငါးရောက်တော့ ਨੇ တွေ့နေမယ်နော်ရှင်တို့တို့တွေကအဲ့ဟိုကိုထက်ဆက်ရှုပ်တဲ့ဟာတွေနော်အဲ့လားမျိုးတွေကလည်းကြုံမှုတဲ့ခဏတိုင်းပဲဒီလမ်းပဲအိတ်လမ်းပဲစားတချို့တွေဆိုလို့ရှိရင်လည်းကွယ် ဒီ hotel ကိုသွားမှာလေဒီတနင်္ဂနွေနေ့ကိုသူတို့မှာ plan ရှိပြီးသား agency ရှိပြီးသားအဲ့ဒါကိုဒီအိမ်ကနေပြီးတော့ထွက်လာရင်ဘာလို့မြန်မာဝတ်စုံကြီးကိုဝတ်လာရလဲလို့ကိုစဉ်းစားလို့ကိုမညာတော့ဘူး hotel ရှိမှာတရရရနဲ့ကိုအဲ့မြန်မာဝတ်စုံကြီးနေရှင်တို့အဲ့မြန်မာဝတ်စုံဝတ်လာမှာကိုကူးစီးမှာလို့ပြောလို့လားအဲ့ဒါကြောင့်မှလော်ကန်ရတာစင်ပြေတာလို့ပြောလို့လားဘလို့မန်းကိုမသိနားကိုမလဲချို့နေဆိုလို့ရှိရင်လဲအဲ့လိုပြောတယ်နော်အဲ့ရရှင်တို့လက်မအောင်နေကြနဲ့ဒါယထားပါမှာမလို့အဲ့ဒါမှရှင်တို့အဲ့လိုမျိုးကြောင့်ဓာတ်တွေကိုလဲအတီးယူရှင်တို့အတင်းယူလောက်များများမှတ်နေကြနဲ့ ဟုတ်ကဲ့ပါဒီနေ့လူစုပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဒီစစ်ပုံမှန်တစ်ဆက်ပြမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ထားနေပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မှန်စက်ကြက်လေးတွေကိုလည်းအောက် comment မှာရေးပြီးတော့ခဲ့ပါအောင်ခင်ဗျာ